အဲ့တော့ကျွန်တော်တို့နံပါတ်၁ချက်အနေနဲ့ကြာသွားတာကတော့ညောင်ကျိုးစခန်းကြာသွားတယ်ပေါ့ညောင်ကျိုးကာကင်းစခန်းကြာသွားပါတယ်ဟုတ်ပြီနော်အဲနံပါတ်၂ချက်အနေနဲ့ကျွန်တော်တို့ဖလန်းချင်းပြည်နယ်ဖလန်းမှာ268တက်ပေါ့နော်အဲ့တော့ဖလန်းမျိုးကြာသွားပါမျိုးတစ်မျိုးအသိခံလိုက်ရပြီနော်အတတရအနေနဲ့အင်းတော်မျိုးနော်စခိုင်းတိုင်းအင်းတော်မျိုးသိခံလိုက်ရပါပြီစီရီကအရေးယူအဲ့ချိန်မှာ fight ဆိုတဲ့ခါကျတော့တမင်တကာဒီစစ်ကိုတမင်တကာလုပ်နေသူကိုယ်တိုင်ဖြစ်နေတာမဟုတ်ဘူးလား ဒီနေ့တော့ကျွန်တော်တို့စစ်တပ်ရဲ့တစ်ဖက်သက်ပြစ်ခတ်ရဆဲထားမှုပုံမှာပေါ့နော်အခွင့်ကောင်းယူပြီးတော့စေတူရတပုံများတော့တို့တွေအဲတစ်ဖက်ကတပ်ပဲပေါ့နော်တို့ကပြစ်ခတ်ရဆဲထားပြီးတည်ဟန်ရအောင်နဲ့အဲကျွန်တော်တို့ရအောင်တို့စစ်စခန်းတွေကိုရအောင်သိမ့်ပိုက်သွားတယ်အဲ့တော့အဲကျွန်တော်တို့တက်မလို့ပေါ့နော်ကျွန်တော်တို့ဒီအစိုးရခင်ဗျာမှာငလျင်ကတစ်ဖက်လူမှုရေးကတစ်ဖက်စီးပွားရေးကတစ်ဖက်နိုင်ငံရေးကတစ်ဖက်နိုင်ငံတကာရေးရတွေကတစ်ဖက်ဒီလိုအဘက်ပေါင်းများစွာနဲ့အလုံများနေချိန်မှာ ဒီထက်ပိုဆိုးတာပါဗျာကျွန်တော်တို့ဒီပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်အလုပ်များနေတဲ့အချိန်မှာဒီစစ်သွေးကြွများဒီဘိုးတို့ရဲ့တည်တော်ပေါ့နော်သူတို့ဘိုးတို့ရဲ့တည်တာအဲ့ဒီစစ်သွေးကြွတွေကကျွန်တော်တို့ဒီတက်စကန်နေအားလုံးကိုတော်တော်များများကိုအဲကျွန်တော်တို့တင်ပိတ်သွားနိုင်တယ်ကျွန်တော်တက်စကန်၃ခုကြာသွားတယ်အရေးကြီးစကန်တွေပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့နံပါတ်၁ချက်အနေနဲ့ကြာသွားတာကတော့ညောင်ကျိုးစခန်းကြာသွားတယ်ပေါ့ညောင်ကျိုးကာကင်းစခန်းကြာသွားပါတယ်ဟုတ်ပြီနော်အဲနံပါတ်၂ချက်အနေနဲ့ကျွန်တော်တို့ plan ချင်းပြည်နယ်ဖလန်းမှာ268တပ်ပေါ့နော်အဲ့တော့ဖလန်းမျိုးကြသွားပါမြို့တစ်မြို့အသိမ်းခံလိုက်ရပြီနော်အတတရအနေနဲ့အင်းတော်မြို့နော်စကိုင်းတိုင်းအင်းတော်မြို့အသိမ်းခံလိုက်ရပါပြီအဒီနေရာမှာဒီစခန်းနေကြခြင်းကအာစစ်တပ်ကိုကျွန်တော်တို့ကမေးခွန်းနေထုတ်ရတော့မယ်ဗျဘာကြောင့်မို့ကြတာလဲတမင်တကာပဲပေးကြခံလိုက်တာလားကျွန်တော်တို့အဲပထမဦးဆုံးအယုံဆိုင်အောင်တော့ကျွန်တော်တို့ဒီဖလန်းကိုအရင်ဆိုင်အောင်နော်ဖလန်းမျိုးကဒီ268တက်ပေါ့နော် ဝိုင်းခံတာကြာပါပြီအဲ့တော့ကြာပြီအဲတက်အင်အားထပ်ဖြည့်လာဆိုတော့ဖြည့်တယ်ဖြည့်သည့်လေးယောက်လည်းနောက်ထပ်စစ်ကြောင်းပြန်ပြီးတော့ဖြည့်ထားတဲ့အင်အားတွေနဲ့စစ်ကြောင်းထပ်ထိုးလာဆိုတော့ထိုးတယ်အဲထိုးတူတောက်ခံနိုင်ပြီပါပဲเนาะဟိုတော်တော်တောက်ခံနိုင်ပါလေတောက်ခံနိုင်တဲ့ပြင်ကိုတေချာလဲဒီပြန်တံပြန်ထိုးစစ်တွေလည်းလှုပ်ထားနိုင်ပါလေဒီလောက်ထိုးစစ်လှုပ်ထားနိုင်ရင်ဒီဒီပေါ့เนาะ plan ကမကြဘူးလို့ကျွန်တော်တို့ကလည်းပွင့်နေပြောသုံးသက်ထားတာပြမကြဘူးလို့ကျွန်တော်တို့ကလည်းမျှော်လင့်ထားတာပေါ့ဒါကတော့ကျွန်တော်တို့ မလို့ထောက်ခံသူတွေအနေနဲ့ကလည်းအပေါင်းလက္ခဏာဆောင်ပြီးအပေါင်းဘက်ကပဲညှော်လင့်ရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကမကြဘူးလို့သုံးသုံးသတ်ထားတယ်မကြဘူးလို့လည်းကျွန်တော်တို့ကညှော်လင့်ထားတယ်သို့ပါသော်လည်းပဲကြသွားပါပြီအကြသွားတော့ဘာကြောင့်ကြတယ်လဲဖြစ်ခက်ရစဲရေးကာလမှာကြတယ်အကြတော့ဟိုတပုံကအခွင့်ကောင်းယူလာယူတာပေါ့ဗျာနော်ဒါပေမဲ့မိမိရဲ့စစ်တပ်ကလည်းအလုံးလုံးမှုတဲ့လှုပ်လှုပ်တဲ့ပုံစံမှာလည်းလို့သေးတယ်အဲ့တော့ ဖန်ကားမြုပ်ကြခြင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မေးခွန်းထောက်အောင်ပါလဲဆိုလို့ရှိရင်တကယ်ပေါ့နော်ဟိုလက်နက်ကြီးဘယ်နေရာထိုင်နေဘယ်နေရာမှာတက်ရှိတယ်ဘယ်နေရာမှာထိကိုသတင်းတွေကအထက်ကိုရောက်တယ်နော်အထက်ကိုရောက်တယ်သတင်းတွေတည်တည်ချာချာရတယ်ရရသားနဲ့အေးတယူဆောင်ရွက်ခြင်းမရှိဘဲနဲ့တမင်တကာပေးကြခံလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ကတော့ယူဆတယ်တမင်တကာပေးကြခံလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ကြောင့်မလို့ခင်ဗျားတို့အချင်းချင်းမေးခွန်းတွေပြန်ထုတ်ကြပါ ီနေရာမှာထုတ်တဲ့မိကုံကတမင်တကာပဲနိုင်ငံတကာသိအောင်သဘုံတွေရဲ့ရုပ်ကမ်းမှုတွေနော်ကောက်ချက်မှုတွေနားလည်အောင်လို့နိုင်ငံတကာကိုပြကျင်တဲ့အတွက်ကြောင့်မလို့ပဲတမင်တကာဒါမျိုးစီရေးပြတ်မှတ်တွေကိုလုံးဝအရေးမယူဘဲနဲ့ပေးကြခံလိုက်တာလားဆိုတာဒါဖလန်းအတွက်ကမိကုံထုတ်ရမယ်နော်အဲ့တော့ဘာပဲဖြစ်တော့ပြကျွန်တော်တို့ဖလန်းတော့ကြသွားပါပြီအဲ့တော့ချင်းပြည်နယ်မှာကျွန်တော်တို့များများဆဆနေရာတွေလည်းမရှိတော့ပါဘူးနောက်ပိုင်းထပ်ပြီးတော့ထန်တလန်တို့လာဟာခါတို့ကျန်တဲ့မြို့တွေမကြဖို့တော့ဆက်လက်ပြီးတော့ ကြိုးစားစီခြင်းပါတယ်နော်အင်းတော်အင်းတော်ဆိုလို့ရှိရင်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘာကြောင့်လဲဆိုလို့ရှိရင်အင်းတော်ဒီစကိုင်းတိုင်းအင်းတော်ဒီအာတတော်လေးကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုပဲပေါ့ဗျာဟိုပိတ်ဆို့ပြီးတော့ကာခံထားရတာပေါ့နော်ပိတ်ဆို့ထားခံရတာကြာပါပြီနော်ကြာပြီလာပေါင်းမြောက်တာခုခံတိုက်ပွဲဝင်နေစစ်တီတွေတာဝန်ကြေတာထက်ပိုပြီးတာဝန်ကြေခဲ့ကြပါလေဒါပေမဲ့တာဝန်မကြေတာကတော့ခင်ဗျားတို့အားလုံးကျွန်တော် ဘသူ့အပြစ်ပြောမလဲဗျာနော်ကျွန်တော်အနေနဲ့လည်းအထက်ကိုအပြစ်ပြောတဲ့ခါကျတော့ခင်ဗျားတို့ဒီအထက်ကိုပဲအရန်ချစ်ပြီးအောက်ခြေကျတော့အရန်ကိုဖိနှိပ်လွန်တယ်နော်အောက်ခြေကျတော့အရန်ဝေဖန်လွန်တယ်ခင်ဗျားတို့ရဲ့ခင်ဗျားတို့လိုလူမျိုးတွေကြတော့လည်းကျွန်တော်အပြစ်ပြောရင်လည်းကျွန်တော်ကတော့အထက်ကိုပဲကျွန်တော်အနေနဲ့တော့အဓိကဖိအားပေးပြောဆိုမှာပဲဖြစ်တယ်အဲ့တော့အင်းတော်ကြာရှုံးမှုကလည်းပြောရမယ်ဆိုလို့ရှိရင်တော့အန်နီရဲ့ကြီးတဲ့ကြာရှုံးမှုပါအင်းတော်မျိုးကြဆုံးမှုပါ။ဘာကြောင့်လဲဆိုလို့ရှိရင်စကန်းကြီးအသိန်းခံလိုက်ရတဲ့ပြင်ကိုဟောင်းဝစ်စာကြီးတွေပေါ့နော်။ Get အမြောက်ကြီးတွေလက်နက်တွေဟာစနိုက်ပါတွေနော်ပြီးရင်နင်းမိုင်းတွေလက်ပစ်ဘုံးတွေကြီးတွေဟာတော်တော်လေးကိုတဘုံကပွသွားတာဗောဗျာနော် KIA ဥဆောင်တဲ့ PDF အုပ်စုတွေပေါ့ဗျာနော်။တပုံကပွားသွားပြီ။တပုံပွားသွားတာအရေးမကြီးဘူး။ဘယ်သူတွေအတွက်ဒါအဓိကဒုက္ခရောက်နိုင်တယ်လဲဆိုလို့ရှိရင်အဲ့ဒီအင်းတော်နဲ့မလန်းမကန်းမှာရှိနေတဲ့ပြည်သူစစ်ရွာတွေအတွက်ကဒါကြောက်စရာဖြစ်သွားပြီ။သူတို့တဆွေးရင်စရာဖြစ်သွားပြီ။အဲ့တော့ခင်ဗျားဒီတက်စခန်းနောက်ဆုံးမှုမှာအကြီးအကဲကိုပဲပြောအောင်ပါဗျာနော်။ ဘာကြောင့်လဲဒီလောက်ဒီအချိန်နဲ့အကြာကြီးအဝိုင်းခံရတယ်အချိန်နဲ့အကြာကြီးเนาะကျွန်တော်တို့စီမံခန့်ခွဲလို့ရနောက်ဆုံးနောက်မှာဘယ်လိုဆုတ်ကမယ်ဆိုတာစီမံခန့်ခွဲလို့ရအောင်တစ်ဖက်ကတပုံကလည်းဝိုင်းုံနဲ့ဝိုင်းလာတာเนาะအဲ့တော့ဒီလက်နက်တွေကိုမဖြည့်စည်းဘဲနဲ့တပုံလက်ထဲကိုရော့အင်အကောင်းတိုင်းပေးခဲ့တယ်ဆိုတာတော့ခင်ဗျားတို့လက်ဝါးချင်းများရိုက်ထားသလားပေးယူများလုပ်ထားသလားပေါ့နော်ဒီကြားထဲမှာသူတို့ပြောတဲ့ပုံရဆိုရင်စစ်တုံးမှန်40လောက် အဲသူတို့ရရှိထားတယ်ဆိုတဲ့ခါကြတော့ခင်ဗျားတို့အပေးယူများနော်ဟိုလက်ဝါးများရိုက်ထားကြသလားဗျာနော်အဲ့တော့အင်းတော်ကိုအဲဘုံမကျဲလောက်ကျဲတယ်အလုံး30ကျော်လောက်ကိုကျဲပလိုက်တော့ပြောရပါတော့နော်နောက်ဆုံးမကြခင်အချိန်ထိကိုလေတော်တော်လေးကိုကျဲချပလိုက်ပါတယ်အဲသူပါတော့လဲအင်းတော်လဲကြာသွားပါတယ်ဟုတ်ပြီတတိယနေရအနေနဲ့ကတော့ညောင်ကျိုးပါဗျာနော်ညောင်ကျိုးကလည်းထုံနီးလကောင်းပါဗျာဒီလောက်ထိနောက်ကနေထောက်ပို့ရိတ်ခါတွေစစ်ကူတွေကအလီလီ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 ပေးရသားနဲ့ တစ်ဖက်ကတဘုံကဘာထောက်ပို့မှမရှိဘူးเนาะထောက်ပို့ဆိုရှင်တောင်ကုန်းကနေပြီးတော့ဒီဘက်ကိုပြန်လာဖို့အတွက်ထောက်ပို့လမ်းကြောင်းကလည်းတော်တော်ခက်ခဲပါလေအဲ့တော့မအီနဲ့မင်းတုံးအဲ့ဒီလမ်းကြောင်းကနေပြီးတော့ဒီဘက်ချမ်းကိုလမ်းဖောက်ပြီးတော့ပို့နေတဲ့ဒီလမ်းကြောင်းပဲရှိဒီလမ်းကြောင်းကလည်းကျွန်တော်တို့ပြည်သူတွေเนาะအားလုံးကလည်းတော်တော်လေးသတင်းပို့ထားကြပါလေ။အာဒီလမ်းကြောကလည်းအေအေကတော့ဒိခါလေးပို့နေပါတယ်နော်။ဒီညောင်ကျိုးဘက်ထိရောက်အောင်ပို့နေပါတယ်။ လမ်းမှာလည်းလမ်းနေပြင်းနေပါတယ်ဆိုပြီးတော့ပြောတော်ညာလည်းပဲစီမံဆောင်ရွက်ကွက်ကွဲမှုတွေဟာအတုံးမကြတဲ့အတွက်ကြောင့်မလို့ဒီချင်းကဒီစခန်းသုံးခုကြခြင်းမှာကျွန်တော်တို့ဖလန်းလဲကျွန်တော်တို့အထက်ရာရှိများအတုံးမကြခြင်းပါပဲနော်အင်းတော်လည်းအထက်ရာရှိများအတုံးမကြခြင်းပါပဲအဲ့တော့မြေပြင်စစ်တီတဲ့အားလုံးကဘာအပြစ်မှမရှိဘူးလို့ကျွန်တော်တို့ကတော့ယူဆတယ်ဗျာနော်တို့6လ9လဆိုတာလူတယောက်တော့ကဗျာဘလောက်ထိနော်ဟို အားဘလောက်ပဲရှိရှိပေါ့ဗျာကြိုင်တအီအီနဲ့ပြိုတက်တဲ့အမျိုးပဲအဲ့တော့ညောင်ကျိုးလဲဒီလိုပဲကြသွားခဲ့တယ်အဲ့ဒီတော့ကြမလို့ဒီစခန်း၃ခုလုံးကြသွားခြင်းဟာခင်ဗျားတို့အနေနဲ့ဘသူ့ကိုပြစ်တယ်မလဲဗျာနည်းနည်းလေးတော့ကျွန်တော်ကိုပြောပြပါဦးကျွန်တော်ကအထက်ရာရှိများပြစ်တင်တဲ့ခါကျတော့ကျွန်တော်ကိုအဲ့ဒီအထက်ကိုတော့အရန်ချစ်ပြီးတော့အရင်ချင်းဆုံးပြောတာပါထဖားအောက်ဖိလို့ပြောလို့လည်းရတယ်လို့အထက်ကိုတော့အရန်ချစ်ပြပြီးတော့အောက်ချီကိုတော့အတကုံပြောတတ်တော့ခင်ဗျားတို့အဲ့ဒီ စစ်တပ်ချစ်သူတွေလည်းနည်းနည်းလေးတော့ဆင်ခြင်စေခြင်းနဲ့ဗျာနော်တို့ပါတော့ညာလည်းပဲအခုချိန်ထိစစ်တပ်ရဲ့ကြာရှုံးမှုတွေကြာရှုံးမှုတိုင်းဟာဆိုလို့ရှိရင်တော့အဲဦးမင်းအွန်လိုင်းရဲ့ညံပြင်းမှုဆိုလို့ရှိရင်ခင်ဗျားတို့မှားမလားကျွန်တော်မှားမလားဘာကြောင့်လဲဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်လေဘို့ငါးပွဲရငစာချချင်းပြူဟာဆိုတော့ကျွန်တော်အလကားပြောနေရမှာမဟုတ်ဘူးနော် သဘုံရှိတဲ့နေရာတိတယ်လေးချင်းတဲ့နေရာတိတယ်ဘယ်ညာဘယ်ညာဆိုတာတိတယ်နော်ဌာနချုပ်ဘယ်နေရာဆိုတာတိတယ်ဘာမှမဆောင်ရဘူးဒါတွေအားလုံးသွားထိဖို့ဆိုတာအထက်ကနေပြီးတော့နော်အမိတ်မပေးဘဲနဲ့တော့ဘယ်သူမှကွာပြီးတော့လက်နက်ကြီးလေးနဲ့မပြောနဲ့မျက်စောင်းလေးတောင်မထိုးရဘူးဘယ်အရာရှိကမှဘယ်အရာရှိကမှမျက်စောင်းမထိုးရဘူးအဲ့တော့ကြောင့်မို့လို့ဘယ်ညာဘယ်ညာတွေရှိတဲ့နေရာမှာလွတ်ထားတယ် တပုံအားမွေးပါစေအတောင်ပေါက်လာပါစေ fight ပါစေဆိုတော့ဘယ်အချိန်ကျမှ fight တယ်လဲဆိုလို့ရှိရင် ကိုယ့်ရဲ့စစ်တီလက်အောက်ငယ်သားတွေကိုလာပစ်တော့မှသာလေပစ်တယ်ဆိုတဲ့ခါကျတော့တနည်းအားဖြင့်ကိုယ့်စစ်တီတွေကိုပင်ပန်းပေးခံတာချင်းမဲမဟုတ်ဘူးလားအဲ့တော့ဒီကိစ္စကလက်အောက်ငယ်သားပဲမှားအောင်မလားနော်ပြောလိုက်လို့ရှိရင်ခင်ဗျားတို့ဘာနဲ့လာသနာတူလဲဆိုလို့ရှိရင်အာကာဂျူကြီးအကုန်မှန်တယ်လက်အောက်ငယ်သားတွေအကုန်မှားတယ်ဆိုတော့တရားနဲ့တထောင်လေဟုတ်တယ်မလားတရားနဲ့တထောင်တော့မှပဲတရားကမှန်ပြီတထောင်မှားတယ်ဆိုတော့ခင်ဗျားတို့အဲ့ဒီ တစ်ဖက်ပိတ်အစိမ်းများလည်းနည်းနည်းလေးသတိထားစေချင်တယ်တပုံမနေရာမှာရှိတယ်မကျဲဘူးမမကျဲဘူးမဖိုက်ဘူးဘာမှမလုပ်ဘူးစေရရေးပြီးဘူးအဲသို့ပါသောညာလည်းပဲကိုလောက်ငယ်သားတွေစခန်းချတဲ့နေရာကိုလာတိုက်ပြီးဟေ့ဆိုလို့ရှိရင်တော့နည်းနည်းကြီးနဲ့လည်းလေနဲ့ပြစ်ပါအဲ့တော့ဘာနဲ့လာတဲ့နံဆိုငားပွက်ရငစာချခြင်းငားတွေကလာဒီနေရာငစာချမယ်ဟိုနေရာလာဟိုနေရာငစာချမယ်ဆိုတော့ငားပွက်ရငစာချတဲ့ပြောအောင်အသုံးပြနေမှာတော့ဘလို့လုတ်ပြီးတော့ ငါလည်းမိမှာမဟုတ်ဘူးဒီစစ်ပွဲကလည်းပြီးမှာမဟုတ်ဘူးတမင်တကာကိုလှန်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတာမဟုတ်ဘူးလားဟောဟိုတပုံကတပုံအကောင်မပေါက်ခင်တည်းကနေနေရမယ့်အတိုင်းအတာရှိတယ်တပုံမဖြစ်လအောင်လုပ်ရမယ့်အတိုင်းအတာရှိတယ်အဲဒီအချိန်မှာလွတ်ထားတယ်လွတ်ထားပြီးတော့တပုံကအင်အားလည်းရပြီအကောင်လုံးလည်းရပြီရိတ်ခါလည်းရပြီဟဲ့ဆိုရှင်စစ်စခန်းကိုအာမွေးဓာသွေးပြီးတော့လာပြီလာပြီဟဲ့ဆိုရှင်အဲ့ဒီအချိန်ညမှာကျဲတယ်အဲ့ဒီအချိန်ညမှာပဲ စီရီးယားအရေးယူအဲ့ချိန်ကျမှ fight ဆိုတဲ့ခါကျတော့တမင်တကာဒီစစ်ကိုတမင်တကာလုံနေသူကိုယ်တိုင်ဖြစ်နေတာမဟုတ်ဘူးလားဒီ women online နဲ့ဒီပြောမယ်ဆိုလို့ရှင်ဒူးချုပ်တော်မှာအဲ့လောက်ထိလုံနိုင်မှာမဟုတ်ဘူးသူကျွန်တော်နားလေထားတယ်နော်ဒူးချုပ်တော်မှာအဲ့လောက်ထိလုံနိုင်မှာမဟုတ်ဘူးတိကတော့ကာချုပ်ပဲလာပြီးတော့ဒါကျွန်တော်တို့ဒါကျွန်တော်သုံးသက်ချက်ပါမှန်ရင်နဲ့မှန်မယ်မှားရင်နဲ့မှားဒါခင်ဗျားတို့စစ်တပ်တွင်းကစစ်သားတွေပဲသိနေတယ်တဘောကတင်နှက်စင်းနဲ့ပေညာပေညာလုံနေတယ်မြင်နေလွတ်ထားလိုက်ပါငါသားလေးတွေဟဟလာအာတဘောကတူမီလေးတွေကိုင်းတာဟာဟာဟာလွတ်ထားလိုက်စမ်းပါ ဟော rifle လေးတွေကင်လာတယ်ဟေးလွတ်ထားလိုက်ဘာမှမဖြစ်ဘူးတရင်တမလေးတွေထောင်းလာတယ်ဘာမှမဖြစ်ဘူးဟေးလွတ်ထားလိုက် KIA နဲ့ပေါင်းတယ်အဲဒီလက်နက်ကင်လေးနဲ့ပေါင်းတယ်ပေါင်းတော့လွတ်ထားလိုက်အောင်ဘာမှမဖြစ်သေးဘူးအေးမိမိတက်စခန်းတွေကိုလာတိုက်တဲ့ခါကျတော့အဲ့ချိန်ညမှသာလင်းကျဲတဲ့ခါကျတော့မိမိစစ်တီလဲနာတယ်နော်အော်ဘလိုဟာမဆိုလို့ရှိရင်တပုံလဲနာတယ်မြို့လဲနာတယ်အဲ့တော့တမင်တကာဒီစစ်ကဒီစစ်ရဲ့အဓိကတရားခံကဘသူဖြစ်နေတယ်လဲ ဲခင်ဗျားတို့ကျွန်တော်တို့သုံးဒါအမှန်တရားတိုင်းကျွန်တော်တို့သုံးသပ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒါစေတက်လျှောက်လုံးတော့ကျွန်တော်၄နှစ်ကျော်ပေါ့၄နှစ်ပတ်ဝန်းကျင်နော်အဲ့လောက်ကျွန်တော်တို့ကြည်ပြီးတော့မှကျွန်တော်ပြောတာပါအားတခါတဲ့စကိုင်းတို့ဘာလို့မှပေညာပေညာအော်နေတာ PDF တွေပြောတယ်နော် PDF တွေလောက်နေတာအဲ့တော့ကိုစစ်သားတွေစစ်တီအားလုံးကမြင်နေကွာငါတစ်ချက်ဆိုတစ်ချက်ပဲလုပ်လိုက်တယ်အကုန်လုံးပြီးသွားမယ်တဲ့အဲ့လိုပြီးသွားလို့ရှိရင်မင်းစစ်တီပြီးသွားမှာပေါ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဘာမှမလုပ်နဲ့လွှတ်ထားလိုက်အဲ့စစ်တီလေးခင်ဗျာမှာ ဟိုအန်ကျိတ်ပြီးတော့လေအန်ကျိတ်ဒေါသထွက်တဲ့အခြေအနေပဲရှိတယ်အေးကွာလွတ်ထားဆိုလွတ်ထားပေါ့လွတ်ထားလွတ်ထားလွတ်ထားနေဟိုကအကောင်ကြီးလာတော့ကိုစကန်းကိုလာတိုက်တယ်ကိုစကန်းလာတိုက်တော့ကိုစစ်တီတွေပဲခံရတယ်စစ်ပွဲကြီးကြာတယ်အဲ့နေအဲ့တော့မှငါးပွဲရငါးစားချတယ်ဒီနေဆက်တိုက်ဒါစကိုင်းနိုင်ခြင်းနေနော်ဟုတ်ပြီထို့တူရခိုင်ပြည်နယ်အခြေအနေလည်းဒီလိုပဲရခိုင်ပြည်နယ်မှာလည်းလက်ရှိကစကန်းနေအေးအေးတော့ပညာပညာညာအကုန်သိတယ်သိတယ်သိတယ်အထက်ကမသိပဲမရှိဘူးအကုန်သိတယ် ဘယ်ကနေဘယ်ကိုရိတ်ခါဆင်းနေတာအကုန်သိတယ်နော်ဘယ်နေရာကဘယ်လိုတက်ပြောင်းလာလဲအကုန်သိတယ်အဲ့တော့အဲ့ဒါကိုတယောက်ယောက်ကအမိုက်ခံပြီးသွားဆောင်ရမယ်ဆိုရင်တော့မှပဲနေမကြော်နဲ့လာမလုံနဲ့ဆိုတဲ့ပုံစံမျိုးလောက်တာအဲ့တော့ဒီစစ်ပွဲကြီးကိုတမင်တကာအဲ့တော့ဥမင်း online ကပဲမှားလာလားဒါမှမဟုတ်ရှင်အောက်ချိန်မှာရှိနေတဲ့အလဲအဆင့်မှာရှိနေသောလုတ်တိုင်ကိုင်းတိုင်ဆန်းရှိတဲ့သူက view ဟာနဲ့များဘာ view ဟာလဲဖျဲသေး view ဟာလားဒါမှမဟုတ်ရှင်တဘုံကိုစုပြီးတော့မှလုံမယ်ဆိုတဲ့ပုံစံမျိုး view ဟာလားဘာ view ဟာလဲကျွန်တော်မသိဘူးနော် အဖေနှစ်ခုပဲရှိတယ်ဖယဲသီးဗျူဟာနဲ့အားလုံးကိုစုပြီးမှရှင်းမယ်ဆိုတဲ့ဗျူဟာနှစ်ခုပဲရှိတယ်အဲ့တော့ဘယ်ဗျူဟာလဲဆိုတော့ကျွန်တော်တို့တော့ခင်ဗျားတို့ပဲစဉ်းစားသုံးသပ်ပါအဲ့တော့ဘယ်ညာပညာလုပ်တဲ့နေရာတွေအကုန်လုံးသိပါလားနော်သိတဲ့သိတဲ့နေရာတွေစခန်းတွေအကုန်လုံးကိုလည်းသိတယ်သိတယ်ဘာမှမလုပ်ဘူးဘယ်အချိန်ထိစောက်လဲဆိုရှင်အင်အားစုပါစုပြီးတော့ရှင်ငါတို့စစ်တီတွေလာတိုက်ပါတိုက်တဲ့ခါကျမှသာငါတို့ကငါတို့ကဘယ်လိုကောင်လဲနဲ့ကြည့်နေပြင်မယ်အဲ့တော့ကိုစစ်တီရဲ့ထိအားအကုန်လုံးသိစေနိုင်ငံစီရဲ့ကတောင်ကနေကိုဖြစ်ကုန်တမင်ကစစ်ပွဲကြီးပြီးတော့မှကြောက်နေတာဘသူတွေလဲ အလေကလားအထက်ကလားဒါကတော့အောက်ကလားအောက်ခြေအောက်ခြေရောကျွန်တော်သိချတယ်ဗျအောက်ခြေမှာအပြစ်မရှိဘူးအောက်ခြေကမြန်မာနိုင်ငံကဘာလုံးမှာအပြင်းမန်းဆုံးစစ်တပ်ကကျွန်တော်တို့မြန်မာပြည်ရစစ်တပ်ပဲအဲ့ဒီအောက်ခြေတွေကိုအခုစကားနဲ့မှနေနေရတာအများကြီးပဲဘယ်သူမှအပြင်းမထွက်ရဈေးထွက်မွေရဈေးတောင်ထွက်ဝယ်စားလို့မရဘူးဟာပါတော့တက်စကားနဲ့မှနေလွတ်တာပေါ့ AC ဘာမှမဖြစ်ဘူးအပြင်းထွက်လို့ရှိရင်မှအပြင်းတော့ထွက်လို့မရတဲ့အခြေအနေမျိုးတွေရှိတယ်ဒါကအမှန်ပဲဒီစစ်ပွဲကြီးတစ်ခုလုံးကိုမြန်မာပြည်ကြီးမြန်မာပြည်နဲ့ပတ်သက်ပြီးစစ်ကိုပုံသွင်းနေတာဘာလို့လဲ ကျွန်တော်တို့ကတော့ Umin Online အဲ့တော့ Umin Online သူ့ဝေဖန်ခံရမှသာလေဘယ်သူမားတယ်မှန်းလဲဆိုတော့သူသုံးသက်နိုင်တယ်သုံးသက်နိုင်မှသာလေအလဲကိုသူ့အနေနဲ့အမိတ်နေအားလုံးဖိအားပေးနိုင်တယ်အလဲကအထက်ကောအလဲရောကောင်းမှသာလေအောက်ခြေတွေခင်ဗျာမာတတ်တာရရမယ်အဲ့တော့ဒါမျိုးလုပ်မဲ့စားတော့ဗျာနော်ဟိုတပုံကအင်အားစုတယ်လာဝိုင်းနေကြသွားတယ်ဒါမျိုးလုပ်မဲ့စားတော့ကျွန်တော်ပြောမယ်ကျွန်တော်တို့စစ်တီတွေကိုနော်စစ်တီတွေကိုမတိုက်ခိုင်းနဲ့တော့ပြန်ပြီးခေါ်လာပါနော်ပေးလိုက်ဘာမှမပြေဘာမှမပြေနော်ချိန်ပြည့်ပြန်တိုက်လို့ရတယ်ပေးလိုက်ဘာမှမဖြစ်ဘူး အဲ့တော့ဘာလုံးလို့ဘာလုံးမှန်မသိတဲ့နော်ကြည်တောင်လူတယောက်ကြံတဲ့အချိန်ထိခုခံစစ်နဲ့တိုက်သွားပါမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့အခုဒါအခုလက်ရှိအခြေအနေဖြစ်နေတဲ့ကိစ္စတွေအလုံးကိုကျွန်တော်နေတုံသက်ပြခြင်းမှာဟုတ်ပါပြီကဲထားဒါကြောင့်မှကျွန်တော်တို့ကဲဦးမင်းအောင်လာအရင်ကြီးဝေဖန်လို့မကောင်းဘူးတကြလေးနေစင်းစင်းတောက်များလာကျွန်တော်ကျွန်တော်တို့မျိုးထင်နေကြအောင်မယ်နော်အဲ့တော့ ကျွန်တော်တို့ကသူတို့မူဝေပန်းဟလာအလဲကိုမူဝေပန်းမူဝေပန်းတဲ့ခါကျတော့သူတို့တွေကဖြစ်သလိုနေအောက်ခြေတွေခင်ဗျာမဒုက္ခရောက်အောက်ခြေဒုက္ခရောက်တော့ခင်ဗျားတို့ပြည်သူလည်းဒုက္ခရောက်တယ်အကုန်လုံးဒုက္ခရောက်တယ်အဲ့တော့ခင်ဗျားတို့စဉ်းစားတော့များလဲစဉ်းစားကြစဉ်းစားကြနော်အဲ့တော့ကိုကတော့ကိုနိုင်နဲ့ဟလာခင်ဗျားတို့အောက်ခြေလေးတွေနေထင်းလောက်ကိုပြဿနာရှာခြင်းတယ်ဘူမူလောက်ကိုပြဿနာရှာခြင်းတယ်အာဘူဘူကြီးလောက်ကိုပြဿနာရှာခြင်းတယ်နော်ဝေပန်းခြင်းတယ်ဒီလူတွေဘာကြောင့်မို့ဒါမျိုးအခက်ခဲတွေဒုက္ခတွေရောက်နေကြသလဲအဲ့တော့ခင်ဗျားတို့က ဟိုကိုနိုင်တဲ့သူကြတော့အနိုင်ကျင့်ပြီးတော့ကိုမနိုင်တဲ့သူကြတော့မလေးပပကြီးမှန်ပါတယ်ဦးဦးကြီးမှန်ပါတယ်ဟုတ်လားဖေဖေကြီးမှန်ပါတယ်ဆိုတဲ့ပုံစံမျိုးကြတော့လေဟုတ်လားအထဖားအောက်ဖြစ်ဖြစ်နေပြီအထဖားအောက်ဖြစ်ဇီယိုက်စုကိုကျွန်တော်မြန်မာနိုင်ငံမှာမရှိစေချင်ဘူးအမှန်တရားရဲ့အားဖြစ်ပဲအထက်မကောင်းအထက်အောက်မကောင်းရင်မကောင်းဘူးနော်မကောင်းတဲ့သူကိုမကောင်းသလို